အခုလိုနောက်ဆုံးသောကာလမှာညှင်းဆဲနေရတဲ့ကြီးရွယ်ချက်လည်းရှိပါတယ်အဲ့တော့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဗျာဒိတ်ကျမ်းခန်းကြီး၁၂ခန်းငယ်၁၂ကိုကျွန်မအားလုံးကိုအတူတူကဖတ်စီလိုတယ်ဗျာဒိတ်ကျမ်းခန်းကြီး၁၂ခန်းငယ်၁အချောင်းမူကမာနတိမိမိကာလတခဏသာရှိသည်ကိုသိ၍ပြင်းစွာသောဒေါသအမျက်နှင့်တကားတင်တို့ရှိရာသို့ဆင်းလေပြီဟု ဆိုကြသည်ကိုငါကြား၏အဲ့တော့မာနရဲ့အချင်းကခဏလေးပဲကျန်တော့တယ်တဲ့ သူ့ရဲ့အဆုံးသက်ကဘာမှလဲဆိုတော့နောက်ဆုံးသောကာလမှာဒီနေ့ယေရှုခရစ်တော်ပြန်လဲပြီးတော့ကြွလာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့သားသမီးတွေကိုတိမ်းဆဲပြီးတဲ့ကာလနောက်ပိုင်းမှာသူသွားမယ်ရဲ့ဘယ်နေရာလဲဆိုတော့သူကောင်းကောင်းသိတယ်။သူ့ဖို့ပြင်ဆင်ထားတဲ့ကဲ့နဲ့လောင်နဲ့မိငရဲ့အိုင်ရှိနေဆိုတော့သူသိတဲ့အတွက်ကြောင့်မလို့သူတယောက်တည်းသူမသွားခြင်းဘူး။နော် သူ့ရဲ့နော်အပေါင်းပါတွေဖြစ်တဲ့နတ်ဆိုးဝိညာဉ်စုတွေနဲ့ပဲသူမသွားချင်ဘူးဒီနေ့ဖခင်အရန်ချစ်ရတဲ့သူတွေကိုပါဒီနေ့ခေါ်ပြီးတော့မှဖခင်ရဲ့နှလုံးသားကိုနာကျင်စေခြင်းတဲ့အတွက်ကြောင့်မလို့သူကအသေးအတန်ဖခင်ကိုစန့်ကျင်ဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်ဒါကြောင့်မလို့လေလုကာခဲကြီး22မှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးမှတ်မိမှာပါယေရှုကပေတရုကိုတတိပေးတယ်ဘာပြောလဲမာနဲ့ဟာတဲ့တင့်ရဲ့အသက်တာကိုတဲ့စကားထဲမှာနော်ဒီဂျုံဆန်ကိုခါချတယ်လို့ပဲခါချဖွင့်ပြီးငါ့ကိုအခွင့်တောင်းနေတယ် ။ဘာဖြစ်လို့လဲ။ပေတရုကိုနာကျင်စေခြင်းလို့မန်ကပေတရုရဲ့အတ္တကလည်းမှရှိနေတဲ့နော်ဟိုတကယ်ကိုကြန့်ခိုင်နေတဲ့အရာတွေကောင်းမွန်နေတဲ့အရာတွေဖျားကိုချစ်နေတဲ့အရာတွေကိုရုတ်ရော့သွားစေဖို့ရန်အတွက်ခါချဖို့ရန်အတွက်ပြင်ဆင်တာဖြစ်တယ်။အဲ့တော့ယေရှုကငါ့ကိုမန်ကအခွင့်လာတောင်းနေတယ်။ဟောဒါလေးကိုသတိထားစေချင်အခွင့်လာတောင်းနေအဲ့ယေရှုကအခွင့်ပေးလိုက်သလားဆိုတဲ့အရာကိုကြည့်တဲ့အခါမှာစံစာထဲမှာငါအခွင့်ပေးလိုက်ပြီလို့မပြောဘူး။ တိုးတော့တစ်ဖက်မှာမာနရဲ့စိတ်တက်ကိုတီးပွန်တယ်လိုအပ်တယ်မာနဟာဘသူဖြစ်တယ်လဲဆိုတော့မာနဟာလူရဲ့အတ္တထဲမှာစိုးသောအမှုတွေတော့တကယ်ကိုစိတ်တက်ကြစရာအမှုတွေနာကျင်စရာအမှုတွေကိုပဲလှုပ်ဆောင်တတ်တဲ့သူဖြစ်တယ်လူနောက်ဆုံးအသက်မရှိတော့မဲ့ဒီလောကထွက်သွားပြီးတော့ဘုရားကင်အေဂျင်စီတွေကထွက်သွားပြီးရတယ်မာနကလိုချင်တဲ့သူဖြစ်တယ်ဒါဆိုရင် နားလည်ရမယ့်အရာတစ်ခုကဖခင်ကလူတွေနာကျင်စီဖို့အတွက်မာနကိုအခွင့်ပေးရတာလားမဟုတ်ဘူးနော်ကိုယ့်ဘက်ကမာနကို ခွင့်ပေးတဲ့အတွက်ကြောင့်မလို့ကိုကနာကျင်ခံစားရတာဟယ်လိုဖယားကကြွမ်းပါစေခြင်းလားဖယားကလွတ်မြောက်စေခြင်းလားတို့တော့တော်တော်များများသောယုံကြည်သူတွေကမာနကုတ်ကိုနောက်ရှက်မယ်ဆိုတဲ့အရာကိုသိရသားနဲ့မလုပ်လဲဆိုတော့မာနကုတ်လက်ခံကျူးဆိုကြတယ်။နာကျင်ချင်းတွေကတော့အများမှအများကြီးဝိုင်းနေပါတယ်။တို့တော့တင်ကလက်မခံဘူးဆိုသိရတတ်တာတွေမှာဝင်လာကြအောင်ရှိကိုမရှိဘူး။အာမင်။ ကဲအဲ့တော့နှုတ်ကပတ်တော်ကိုကြည့်စီခြင်းနဲ့အဲ့တော့ပထမအောင်ဆုံးသင်သိရမယ့်အရာတစ်ခုက나ကျင်မှုဆိုတဲ့အရာက lesson ကမ်းပြီးတော့ season တက်တဲ့အရာတစ်ခုဖြစ်တယ်။နော်ဒါအရေးကြီးတယ်။တချို့တချို့သောသူတွေကငါ나ကျင်နေရတယ်ဆိုပြီးတော့ငါတယောက်တည်းခံစားနေရတယ်လို့ထင်နေတတ်ကြတာအမှန်တော့မဟုတ်ဘူး။အဲ့ဒီ나ကျင်ခြင်းဆိုတဲ့အရာကအရန်ကြောက်စရာကောင်းတဲ့ toxic ဖြစ်တယ်။ poison ဖြစ်တယ်။တခြားသူတွေကိုပြန်လဲပြီးတော့ကူးဆက်နိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့နာကျင်မှုကို lesson ကမ်းပြီးတော့ပေးတဲ့သူတယောက်သင်မဖြစ်ဘူးရံအတွက်သင်ရဲ့အတ္တတာထဲမှာ စဉ်းစားဆင်ခြင်တတ်တော်သူဖြစ်ပေါ်နေအရေးကြီးတယ်ကပောက်ကျန်ခန်းကြီး35အခန်းငယ်16ကနေ18ထဲမှာဒီလိုပြောထားတယ်နှုတ်ကပတ်တော်ကိုအတူတူကဖတ်ရအောင်ထို့နောက်တဖန်ဘေဒလာရဲ့မှခီးသွားပြန်၍အေဖရမျိုးနှင့်နီးသောအခါယာခေလာသည်တားဖွန်အံ့သောအချိန်ရောက်၍ပြင်းစွာသောဝေဒနာကိုခံရ၏ထို့သောပြင်းစွာခံနေရစဉ်တွင်ဝမ်းဆွဲကမစိုးရိမ်နှင့်တားယောက်ျားကိုယပြီးဟုဆိုလေ၏ ရာခေလသည်လည်းသင်အံ့ဆဲဆဲရှိ၍လံဝိညာဉ်ထွက်စင်ခါထိုသားကိုဘေနောနှင့်အမိဖြင့်မှဲ့လေ၏အဘမူကဘိန်ယာမိန်အမိဖြင့်မှဲ့သည်အဲ့တော့ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာတရားခေလကအယံကိုဝမ်းကအယံနာတဲ့အခါမှာပြင်းစွာသေလူဆဲဆဲဆိုတော့ဘလောက်ထိညာခံစားရမလဲဆိုတဲ့အရာကိုတော့ကျမတို့မီးဖွားပြီးတဲ့အမျိုးသမီးတိုင်းသိကြပါတယ်အဲ့ဒီလိုခံစားနေရတဲ့အချိန်မှာ ူမွေးလာတဲ့သူ့ရဲ့သားကိုသူကဘလို့နာမည်ပေးလိုက်လဲဆိုတော့ဘေနောနေတယ်ဘေနောနေဆိုတဲ့အတိတ်ဘယ်ကနော်ငါရဲ့ဝမ်းနေခြင်းငါအရန်ခံစားရတယ်ငါအတွက်အရန်နာခြင်းနေဆိုတဲ့အတိတ်ဘယ်နဲ့ကလေးကိုနာမည်ပေးလိုက်တာဖြစ်တယ်အမေတော့သူခံစားနေရတဲ့အရာကနော်သူ့ရဲ့သားတယောက်ကိုတွားပြီးတော့နော်နေရငါကိုဒီလိုခံစားစေတယ်ဆိုပြီးတော့နာမည်မတက်သင့်ဘူးလေမဟုတ်ဘူးလားကဲဒီကလေးကဘေနောနေဆိုတဲ့နာမည်နဲ့သာကြီးပြင်းလာခဲ့ရမယ်ဆိုလို့ရှင်လူတွေကသူ့ကိုဟဲ့နာကျင်စေတော့သူ ဲ့သူတို့ဘာကိုနာကျင်စေတော့သူဆိုရဲအမီနဲ့ तू ကနေ့ရက်အစဉ်တိုင်းမှာသူတို့ဘာရဲ့ခေါ်ဝေါ်ခြင်းကိုခံစားမှာဖြစ်တယ်။အမေတော့သူ့ရဲ့အတ္တဓာတ်ထဲမှာရှိတဲ့နာကျင်ခြင်းက तू နဲ့ပဲရက်တန့်သွားရမှာ။တို့တို့သူကအဲ့သူ့ရဲ့အထဲထဲမှာရှိနေနာကျင်ခြင်းကိုသူ့ရဲ့သားသမီးထဲမှာပြန်လဲပြီးတော့စီစဉ်စေချင်တဲ့သူဖြစ်တဲ့ရခေလာကအဲ့တော့ဘာလုပ်လဲဆိုတော့သူ့ရဲ့သားရဲ့နာမည်ကိုဘေနောနီလို့အမည်ပေးလိုက်တယ်။တတိထားပါညီကောင်မောင်မများ ။တခါတည်းကျမတို့ခံခဲ့ရတဲ့ဒုက္ခတွေကျမတို့ခံခဲ့ရတဲ့နာကျင်မှုတွေကိုကိုယ့်ရဲ့သားသမီးတွေကိုလက်ဆင့်ကမ်းပေးတတ်တဲ့သူတွေဖြစ်တယ်။တချို့တချို့တော့အဖြစ်အပျက်တွေကြားမှုမှာပါ။ဟေ့ငါကတော့ငါ့ရဲ့မိဘကဒီလိုပဲဆုံးမလာတာဒီလိုပဲတုံတင်လာတာ။ငါနည်းနည်းဆိုးပြီဆိုငါ့ကိုကပတ်နဲ့ရိုက်တဲ့အတွက်ကြောင့်မလို့အခုငါနှစ်ကိုဆုံးမမဲ့ချိန်မှာလည်းငါကပတ်နဲ့ရိုက်မယ်။ငါအဖေကငါ့ကိုဆေးဆူခဲ့တဲ့အတွက်ကြောင့်မလို့နှုတ်ငါဆေးဆူတာ။ဘာဖြစ်တယ်လဲ။ငါနာကျင်